တားရဲရံကနေကလေးမလေးကိုကဲတင်ပေးလိုက်တဲ့အချိန်မြူထဲကနေလှုပ်ရှားတဲ့တွေကြားလိုက်ရလို့လင်းလုံးသတိနေထားပြင်လိုက်ပြီးလူလုံးထွက်ပြလာတဲ့အခါကလေးမရဲ့အဖေဖြစ်သူနဲ့အမဖြစ်သူတို့ဖြစ်နေမှန်းသဘောပေါက်သွားခဲ့ပါတယ်။မိသားစုဝင်တွေကတော်ကြီးမြတ်မဲတဲ့ကိုတယောက်တည်းထပ်မသွားရဘူးဆိုပြီးစိုးရိမ်စွာသတိပေးနေကြပြီးလင်းလုံးဘက်ကလည်းတမိဖြစ်သူကိုအသက်ကယ်တင်ပေးခဲ့လို့ဂျေဇုတင်စကားဆိုလာပါတယ်။ သူတို့တွေကဒိန်းငတ်တိုင်းပညာခမ်းမရဲ့အဖွဲ့ဝင်တွေဖြစ်ကြောင်းပြောပြီးမိတ်ဆက်စကားပြောတဲ့အခါတောအုပ်ထဲမှာလမ်းပြောင်းနေတဲ့လင်းတုံကလည်းသူတို့နဲ့အတူခီးဆက်ချင်းကြောင်းတောင်းဆိုကြည့်လိုက်ပါတယ်။ကျန်းလိန်ကသဘောတူချင်းပေမဲ့သူတို့အဖွဲ့အစည်းကလက်ရှိအချိန်မှာအခြေအနေမကောင်းတဲ့အတွက်လူစိမ့်တယောက်ထက်ခေါ်လာရင် ပြဿနာပိုကြီးသွားလိမ့်မယ်ဆိုပြီးကျန်းရှယ်ကတားဆီးလိုက်ပါတယ်။ဒါပေမဲ့ကျန်းရင်ကလင်းတုံကိုအတူခေါ်သွားပေးဖို့ကြီးကြတောင်းဆိုလိုက်တော့သူတို့တွေဟာအကောင်ငယ်တချို့ကိုရန်စားထားမိတဲ့အတွက်လင်းတုံကိုသတိထားလိုက်လာဖို့ကျန်းလိန်သတိပေးလိုက်ရင်ကအတူတူခေါ်လာပေးလိုက်ပါတယ်။ လက်အတွဲမှာတော့လင်းနှုတ်ရဲ့အခြေအနေကိုစိတ်ဝင်စားမှုရှိနေတဲ့ယင်းရင်ကသူ့အကြောင်းတွေကိုအဆက်မပြတ်မေးမြန်းနေလို့အမဖြစ်သူကငြိမ့်ငြိမ့်နေခိုင်းထားရပေမဲ့ရှောင်းရံကိုမြင်လိုက်ရတဲ့အခါတခါလောက်ပွေဖက်ချင်တယ်ဆိုပြီးလင်းနှုတ်နာထက်တိုးသွားပြန်ပါတယ်။ကျန်းလင်ကလင်းနှုတ်ကိုဘယ်သွားချင်လဲမေးလိုက်ပြီးလင်းနှုတ်ကတာဟွန်းစီရင်စုဆိုပြီးပြန်ဖြေလိုက်တဲ့အခါအဲ့ဒီစီရင်စုမှာရှိတဲ့ရှေးဟောင်းကြောက်တိုင်စီကိုဒီကောင်လေးသွားချင်နေတာဖြစ်မှန်သဘောပေါက်သွားပါတယ်။ အကြောင်းကားတော့ကြင်ကြံသူများကြီးကတာဟွန်းကြောက်တိုင်စီကိုကြင်ကြံဖို့နဲ့အတွေ့အကြုံရှာဖို့အဆက်မပြတ်သွားနေကြတဲ့အတွက်အခုလိုတန်းသိလိုက်တာဖြစ်ပါတယ်။တာဟွန်းရှီဟောင်းကြောက်တိုင်ထဲမှာအစွမ်းထက်အဖွဲစည်းတစ်ခုရဲ့အမွေနစ်တွေကျန်းရစ်နေတယ်လို့နေပန်ပုံစင်းကြင်ကြံမှုရှိတဲ့စီးတစိတ်တစ်ခုကိုလည်းခင်းကျင်းထားခဲ့သေးတာကြောင့်တခြားအင်အားစုတွေဟာအခုချိန်ထိတိမ့်ပိုက်နိုင်ခြင်းမရှိကြပဲအခုလိုမျိုးအများပိုင်ဖြစ်နေခဲ့ရပါတယ်။ ဒီအပိုင်းအတွင်းမှာစီးတဆိတ်ကြီးအပြော့လာတော့မှဖြစ်လို့ရေဒနာသွားရှာခြင်းရဲ့အခွင့်အရေးကောင်းဖြစ်တယ်ဆိုပြီးကျန်းလင့်ရဲ့ရှင်းပြပေးမှုတွေကိုတေချာမှတ်သားထားရင်ခီးဆက်လာခဲ့ကြပါတယ်။နေရာတစ်ခုမှာခီးတထောင်နာခိုးကြတဲ့အခါလင်းနှုံလဲအဝိစားအစ်စ်တွေပြောင်းလဲဝဆင်လိုက်တဲ့အပြင်စားတောက်စကားပြောနေကြရင်အနားယူဖို့ပြင်ဆင်နေချိန်မှာပဲတောအုပ်ထဲကနေဟိန်းဟောက်တန်တချို့ကိုကြားလိုက်ကြရပါတော့တယ်။ သူတို့တွေဟာဆေးပင်တော်ခူးကြရင်ဒီတော့အုပ်ရဲ့အုပ်ဆိုးရှင်ဖြစ်တဲ့မိချောင်းပရင်ရဲ့တားပေါက်လေးတကောင်ကိုမားသမိလိုက်တာကြောင့်အနောက်ကနေအဆက်မပြတ်အလိုက်ခံနေရတာဖြစ်ပြီးပြောနေတဲ့အချိန်မှာပဲတားရဲကောင်တွေခုံဝင်ရောက်ရှိလာကြလို့အမြန်ရှင်းလင်းဖြစ်ကြရပါတယ်။ဒီအချိန်မှာပဲမိချောင်းတားရဲကြီးလည်းထပ်မံရောက်ရှိလာပြီးဖြစ်လို့ကျန်းလင်ကဒီတိုက်ပွဲကိုရှောင်လွှဲလို့မရနိုင်တော့ဘူးဆိုပြီးလင်းတုံစီမှာရင်းရင်းကိုတေးချအထားလိုက်ကတားရဲကောင်ကြီးစီပြေးဝင်ရင်ဆိုင်ကြပါတော့တယ်။ မိချောင်းကြီးတွေရဲ့အခြေခွန်တွေဟာအလွန်မှကျော်လွန်းတဲ့အတွက်ခုတ်ပိုင်းမရဖြစ်နေပြီးလူတချို့ကိုက်ဖြတ်ခံလိုက်ရတဲ့အပြင်ခေါင်းဆောင်ဖြစ်သူစီဒါရဲစွန်းအားမှုတ်ထုတ်လိုက်လို့အ мян တားဆီးထားရပါတယ်။တိုက်ပွဲဆက်ဖြစ်ကြပြီးအချိန်တစ်ခုကြာတဲ့အခါကျန်းလင်ကမိချောင်းကြီးတကောင်စီဒါတစ်ချက်ခုတ်ပိုင်းလိုက်ပြီးလေဘင်းနေရာကနေအာကုံထိုးဆိုင်ပစ်ပြီးတာနဲ့ဝမ်ဘိုက်တစ်လျှောက်ထိုးခွဲပစ်လိုက်နိုင်ပါတယ်။ဒီခိုက်မှာပဲနောက်ထပ်ရောက်လာတဲ့ဒါရဲကောင်ကြီးတွေရဲ့အလင်းငိုက်တိုက်ခိုက်မှုကြောင့်ကျန်းရွှေထိခိုက်သွားရတယ်လို့ကျန်းလင်ကိုယ်တိုင်လည်းထိတ်ရင်ဆိုင်နိုင်ခြင်းမရှိတော့လို့နှစ်ယောက်လုံးပြစ်လဲသွားကြရပါပြီ။ မိချောင်းကြီးဘက်ကစွမ်းအားမုတ်ထုတ်လာပြီဖြစ်လို့လင်းနှုံလဲဝင်ရောက်ကာကွယ်ပေးထားလိုက်ပြီးလက်ရှိအကောင်တွေဟာပုံတရံဖန်ဆင်းခြင်းအဆင့်ရှိတဲ့မိစ္ဆာသားရဲကောင်တွေဖြစ်နေလို့ကျမ်းမိသားစုတွေကိုအမြန်နောက်ဆုတ်ခိုင်းလိုက်ပါတယ်။လင်းနှုံကပထမဆုံးတကောင်ကိုအာကုံကင်ပေါက်ပစ်လိုက်ပြီးဒုတိယတကောင်စီကိုတော့မိုးချိုလက်တီပစ်ထိုးပေးလိုက်တယ်လို့မုတ်ထုတ်တိုက်ခိုက်လာတဲ့စွမ်းအင်းလုံးတွေကိုလည်းအလွယ်တကူကာကွယ်ထားလိုက်နိုင်ပါတယ်။ အဲ့ဒီအခါမိစ္ဆာသားရဲကြီးတွေဘက်ကစွမ်းအားစုပေါင်းလိုက်ကြပြီဖြစ်လို့လင်းနုံကရွှေစင်မြင့်နဲ့ဆိုးနေလဝါနဲ့အကုန်ဖြစ်စီးပြစ်လိုက်တဲ့အပြင်ရှေးဟောင်းကြီးခွန်လန်ရှေရဲ့ငါးကြီးခွန်လန်တိုင်းကိုပါပူးတွဲရိုက်ထုတ်ပေးလိုက်တဲ့နောက်ထွက်ပေါ်လာတဲ့ပေါက်ကွဲမှုတွေကြားမှာမိချောင်းကြီးတွေအကုန်တည်ဆုံသွားကြပါတော့တယ်။ကျဲလိန်လေလင်းနုံကိုဂျေဇူးတင်ကြောင်းပြောဆိုပြီးဒီလိုနဲ့နောက်တစ်နေ့ခီးထက်ဆက်ကြတဲ့အခါကျန်းရှယ်ပါဝင်လူအလုံးဟာလင်းနုံရဲ့အစွမ်းထက်မှုကြောင့်အမြင်တွေပြောင်းလဲသွားခဲ့ကြပါပြီ ညနေဆောင်အချိန်မှာတိုင်းရင်းမြို့မှာရှိတဲ့ဒိငှက်တိုင်ခမ်းမကိုသူတို့ရောက်ရှိလာကြပြီးဒီနေရာဟာတာဟွန်းစီရင်စုကြီးရဲ့နယ်နိမိတ်ဖြစ်တဲ့အပြင်ရှေးဟောင်းကျောက်တိုင်ကလည်းဒေကန်နာယာကြီးရဲ့အလဲကောင်မှာရှိတဲ့အကြောင်းရှင်းပြပေးလိုက်ကြပါတယ်။လင်းနုံကိုလည်းလိုအပ်တာတွေကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်သူတို့စခန်းမှာရန်နေငယ်လောက်အနားယူခိုင်းလိုက်ရင် ကျမ်းမိသားစုဝင်တွေဟာအဲဝစ်ကြေပုံပေးနေကြပါတယ်။ တိမ်ညက်ခမ်းမကိုလိုက်လက်ရှင်ပြိုင်နေကြသူကသွေးလင်းနက်ခမ်းမဖြစ်ပြီးအခုချိန်မှလည်းလော်ရှန်းဆိုတဲ့ကောင်ဒီနေရာကိုရောက်ရှိလာခဲ့ကြပြီးကျက်ရွှေကိုသဘောကျနေတဲ့အတွက်ခေါင်းဆောင်ဖြစ်သူကဝင်ရောက်တားဆီးထားလိုက်ရပါတယ်။သူတို့ဘက်ကကျမ်းမီသားစုဝင်တွေနဲ့မိဖက်ဖြစ်ချင်တဲ့အကြောင်းတကယ်လို့သဘောမတူဘူးဆိုရင်ကျမ်းလင်ကသူ့ရဲ့အဖေဖြစ်သူနဲ့ဆင်းမြင်းပေါ်မှာတေးရှင်းတိုက်ပွဲဆင်နွှဲရလိမ့်မယ်ဆိုပြီးစိန်ခေါ်စာထုတ်ပြလိုက်ပါတယ်။ တိုင်းပညာခမ်းမတွေဟာအချင်းချင်းပြိုင်ဆိုင်နေကြတာဖြစ်လို့ကြောက်နေလို့လားဆိုတဲ့ဇကားတွေကကျန်းလိန်ကိုစိန်ခေါ်ဇလက်ခံတော့အောင် တွန်းအဝိုင်းပေးနေကြတာဖြစ်တယ်လို့လော်ရှန်ရဲ့အဖေဖြစ်သူဟာပုံတရံဖန်ဆင်းခြင်းပုံရဲ့နောက်ပိုင်းအဆင့်ထိရောက်ရှိသွားပြီဖြစ်တာကြောင့်ပို့ပြီးအခက်တွေးနေခဲ့ရပါတယ်။ဒီအချိန်လူဆိုးကောင်ကြီးဆိုပြီးရင်းရင်းကလေးကောနဲ့ကောက်ပစ်လိုက်လို့စိတ်တူသွားတဲ့လော်ရှန်ကကလေးမလေးကိုပညာပေးဖို့ဟန်ပြင်လိုက်တဲ့အတွက်လင်းနှုံလဲဝင်ရောက်ဆက်ဖက်ပေးလိုက်ရပါပြီ လော်ရှန်ကိုအဝေးလွှင့်ပြစ်တဲ့အခါလက်အောက်ငယ်သားတွေတိုက်ခိုက်ဖို့ကြိုးစားကြပေမဲ့သူတို့အကုန်လုံးရိုက်ထုတ်ခံလိုက်ရတဲ့အတွက်တိုင်းပညာခမ်းမတွေရဲ့ရှင်ပြိုင်မှုတွေကြားကိုဘာလို့ဝင်ဆက်ဖက်ရတာလဲဆိုပြီးထိတ်လန့်စွာမေးကြည့်မိလိုက်ပါတယ်။လင်းနုံကခမ်းမသခင်လက်ခံထားတဲ့တပည့်အသစ်ဖြစ်တယ်ဆိုပြီးသူ့ကိုယ်သူတိုင်းငတ်တိုင်းခမ်းမရဲ့အဖွဲသားတဦးဖြစ်ဟန်ဆောင်ပေးလိုက်တာကြောင့်လော်ရှန်လည်းအဖေဖြစ်သူကလက်စားပြန်ချေပေးလိမ့်မယ်ဆိုပြီးချင်းချောက်ဖို့ကြိုးစားကြည့်ပေမဲ့ထိတ်ရိုက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲပြဿနာလာရှာတဲ့ကောင်တွေအကုန်ပေါင်းထုတ်ခံလိုက်ရပြီးညရောက်တဲ့အခါကျန်းလင်ကလင်းတုံကိုအနားယူဖို့ပြင်ဆင်ပေးလိုက်ကတိုင်းပညာခမ်းမနှစ်ခုကြားမှာရှိတဲ့ရညိုးကြီးမပုံချောင်းကိုရှင်းပြပြောဆိုပေးလိုက်ပါတယ်။သူတို့ထွက်သွားတဲ့အခါမွေပါလေးကစားတောက်ပွဲတွေကိုအယတာခံကြည့်နေပြီးကြီးမြပြောဆိုနေခဲ့သလိုအပြင်ဘက်မှာလည်းအဖေဖြစ်သူကိုမနှက်ဖြန်ရောက်ရင်မတိုက်ခိုက်ပါနဲ့လားဆိုပြီးကျန်းရှင်ကစိုးရိမ်စွာဖြောင်းဖြားပေးနေရပေမဲ့သူတို့အနာဂတ်နဲ့သက်ဆိုင်နေတာဖြစ်လို့ကျန်းလင်ကသွားဖို့ဆုံးဖြတ်ပြီးတော့ပါပြီ။ သူရှုံးသွားတဲ့အခါကျရင်ဒီနေရာကြီးလဲတိမ့်ပိုက်ခံလိုက်ရမှဖြစ်လို့ကျန်းရှယ်တို့ကိုအမြန်ထွက်သွားခိုင်းလိုက်တော့ကျန်းရှယ်ကလင်းတုံစီအကူကြီးတောင်းခြင်းပေမဲ့အပြင်လူတယောက်ကိုပြေတနာထက်မပေးခြင်းတော်ဘူးဆိုပြီးကျန်းလင်ကချက်ချင်းချင်းပြစ်လိုက်ပါတယ်ဒီဖြစ်ပျက်ကိုလင်းတုံဆောင်ကြည့်နေခဲ့ပြီးကူကြီးတင်လာဆိုတာတေချာတွက်ချက်နေခဲ့ရပြီးဒီလိုနဲ့ညနေချိန်ရောက်တဲ့အခါကျန်းရှယ်တယောက်ဆုံးဖြတ်ချက်ကြီးတစ်ခုနဲ့လင်းတုံစီရောက်ရှိလာခဲ့ပါတယ် လင်းတုံဘက်ကလိုင်ရင်အကြောင်းမေးတော့အဖေဖြစ်သူဟာတိတ်ငက်တိုင်းခမ်းမကိုသွေးချွေးများစွာနဲ့တီထောင်ထားခဲ့ရတာဖြစ်လို့မနဲ့ပြန်ပြိုင်ပွဲကြရင်တွားတိတ်ခံရမယ့်ကိစ္စကိုသူမရမကြည့်နိုင်တာကြောင့်လင်းတုံစီမှာအကူအညီလာတောင်းတာဖြစ်ကြောင်းစတင်ရှင်းပြပါတယ်။တကယ်လို့ကုညီပေးဖို့ဆန္ဒရှိမယ်ဆိုရင်သူမဘက်ကလည်းလင်းတုံစီခန္ဓာကိုယ်ပုံအလိုက်ရဖို့ဆန္ဒပြန်ရှိပါတယ်ဆိုပြီးအနာတုကလာတဲ့အခါလင်းတုံကမြူဆိုင်တော့အုပ်ထဲကနေသူ့ကိုခေါ်ထုတ်ပေးလာကြတဲ့အတွက်ဒီလိုလုပ်เสียမလို့ပဲကုညီပေးမှဖြစ်ကြောင်းအမြန်တားဆီးထားလိုက်ရပါပြီ။ ဒီစကားကြားတဲ့အခါကျမှကျန်းရှစ်တယောက်ကျေးဇူးတင်စကားပြောရင်ဝမ်းမြောက်စွာထွက်ခွာသွားလို့လင်းလုံးလဲခေါင်းရမ်းမိလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအရိုက်ခံထားရတဲ့လော်ကျန်းကအဖေဖြစ်သူစီမှာမျက်ရည်ခံထိုးနေခဲ့ပြီးမနှက်ဖြန်တိုက်ပွဲပြီးရင်လင်းလုံးဆိုတဲ့ကောင်ကိုလည်းတခါတည်းဖမ်းဆီးပေးလာခဲ့ပါဆိုကတိုင်ကြားပြောဆိုနေခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်နေ့ရောက်ရှိလာပြီးလော်ကျိုးဆိုတဲ့ခေါင်းဆောင်ကစင်းမြင့်ပေါ်ကိုအရင်ဆုံးခုန်တက်လာခဲ့ပြီးကျန်းရှစ်တို့ကိုတာရင်မျိုးကနေအခုထွက်သွားမယ်ဆိုရင်အချိန်မီသေးကြောင်းပြောရင်အစွမ်းစားထုတ်ပြလိုက်ပါတယ်။ တဖက်လူကသူတို့ကြားထားတဲ့အတိုင်းပုံတံဖန်ဆင်းခြင်းပြီးဝအဆင့်ဖြစ်လို့လူတိုင်းစိုးရိမ်သွားကြရသလိုလင်းနှုံကကျန်းလိန်ကိုတစ်ချက်တဆီးလိုက်ပြီးတေရှင်တိုက်ပွဲကိုသူစီအပ်လိုက်ဖို့ပြောပါတယ်။ဒီစကားကြတော့ရေရင်ဖြောင်းမတ်သူကြီးကလက်ခံခြင်းမရှိတဲ့အတွက်လင်းနှုံကအကြီးကဲစီမအနိုင်ရနိုင်ဖို့ရာခိုင်နှုန်းဘလောက်ရှိတယ်လဲဆိုတာနဲ့တကယ်လို့ရှုံနှိမ့်သွားတဲ့အခါကျရင်တမိဖြစ်သူတွေကိုရောဘလို့စောင့်ရှောက်ပေးမှလဲဆိုပြီးလင်းနှုံမေးလိုက်တဲ့အခါကျမှကျန်းလိန်တိတ်ဆိတ်သွားခဲ့ရပါတော့တယ်။ ဒီစကားပြောပြီးတာနဲ့လင်းနှုတ်တယောက်စင်ပေါ်တက်သွားတဲ့အခါတိမ်ငက်တိုင်ခမ်းမကတပည့်တယောက်ကိုဝင်ရောက်ရှင်ပြိုင်ခိုင်းခြင်းဟာသူတို့တွေကိုအထင်သေးစော်ကားနေတာဆိုပြီးသွေးလင်းနာအဖွဲသားတွေဝိုင်းဝန်းရှုတ်ချကြပါတော့တယ်။လော်ချိုးကလည်းမင်းတို့ရဲ့အနာဂတ်ကိုကောင်လေးတယောက်ပေါ်မှာမိခိုထားလိုက်တော့မှလားဆိုပြီးကျဲလိမ်ပဲလောင်ပြောင်လိုက်တဲ့အခါလင်းနှုတ်ကအကြီးကဲလိုလူမျိုးဟာသူတို့ခေါင်းဆောင်နဲ့တိုက်ခိုက်ဖို့အရည်ချင်းမရှိလို့သူအရင်ဆင်းလာပေးတာဆိုပြီးခွန်းတုံးပြန်ပေးလိုက်တာကြောင့်လော်ချိုးလည်းအယံတော်သားထွက်သွားရပါတယ်။ ဒီလိုနဲ့လက်တီးတစ်ချက်စီထိုးရင်လက်ရည်စမ်းကြည့်တဲ့အခါနှစ်ဖက်လုံးနောက်ပြန်ဆုပ်လိုက်ရလို့လင်းတုံစီမှာအရေးချင်းတချို့ရှိတယ်ဆိုပြီးလော်ကျိုးဘက်ကကောင်းကင်ဖြိုတူကြီးတစ်ချောင်းကိုစတင်ပြစ်လွတ်လိုက်တာကြောင့်စိတ်ဝိညာဉ်အစီရင်နဲ့ချက်ချင်းကကွယ်ထားလိုက်တယ်လို့ရွှဆွမ်းအင်းလုံးအိမ်တွေကိုပြန်လဲပြစ်ခတ်ပေးလိုက်ပါတယ်။အကုံရှောင်းတိန်နိုင်တဲ့လော်ကျိုးကလည်းလင်းတုံဟာအဆောင်စရာဖြစ်မှန်သဘောပေါက်သွားတာကြောင့်အစွမ်းကုန်တိုက်ခိုက်မယ်ဆိုပြီးတူကြီးနှစ်ချောင်းပြောင်းလဲကင်ဆောင်လိုက်ကအာကုံထူရိုက်လာခဲ့တာကြောင့်တစ်ဖက်ကလည်းရှေးဟောင်းကြီးခွန်လန်ကိုချက်ချင်းထုတ်ယူလိုက်ရပြီးတိုက်ကွက်နှစ်ခုထိတိုက်တွေ့ဆုံကြတဲ့အခါ အကြီးကဲဘက်ကအနောက်လွင်ထွက်သွားခဲ့ရပါတယ်။အရှက်ကွဲသွားရပြီဖြစ်လို့ပုံတရံဖန်စီချင်းအဆင့်ကျင့်ကြံမှုစွမ်းအားတွေကိုအကုန်ဖောက်ခွဲပစ်လိုက်ပြီးနဆိုးမြဝင်အသွင်ပြောင်းခြင်းနီးလန့်နဲ့ရုတ်ခန္ဓာခွန်အားကိုအစွမ်းတို့မြင့်လိုက်တာကြောင့်လင်းနုံကလက်တီးချက်တွေရှောင်တင်းရွှေစင်းမြင့်နဆိုးနဲ့လက်ဝါတစိုက်ကိုအားကုန်ပြန်ရိုက်ချပေးလိုက်ပါတော့တယ်။ လော်ကျိုးကတစိုက်တုံးကြီးကိုဖောက်ခွဲဖျက်ဆီးလိုက်နိုင်ပြီးလှမ်းတစ်ချောင်းလုံးကွင်းညွတ်သွားစေတဲ့လက်သီးတစ်လုံးပြစ်သွင်းလာခဲ့ပြန်တာကြောင့်လွင့်ထွက်သွားတဲ့လင်းနှုံကကောင်းကင်ငကားလန့်ရှိတဲ့ကအပြာရောင်ငကားကြီးခွန်တိုင်းကိုဒီနေရာတစ်ခုလုံးပောက်ကွဲဖျက်ဆီးသွားတဲ့အထိတဆင်းတိုက်ခိုက်စေလိုက်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်မတည့်ရက်နိုင်ခြင်းမရှိတဲ့လော်ကျိုးကအရှုံးပေးကြောင်းပြောလိုက်ပြီးလင်းနှုံကဒီမျိုးကနေချက်ချင်းထွက်သွားခိုင်းရင်အသက်ချမ်းသာပေးထားခဲ့ပါတယ်။ ဒါပေမဲ့သူ့နောက်ကျောဘက်ကိုလှုပ်ကြံတိုက်ခိုက်မှုပြုလာလို့လင်းနုံကသူ့အနောက်ပြန်ရောက်သွားပြီးလက်တီတစ်ချက်နဲ့အမောက်တိတ်ပေးလိုက်တဲ့အပြင်မင်းတို့ကောင်တွေကိုနောက်တစ်ကြိမ်ပြန်တွေ့ရင်အသေးသက်ပြစ်မယ်ဆိုကချင်းချောက်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့တိတ်ငတ်တိုင်ခမ်းမကစင်ခေါ်တိုက်ပွဲမှာအနိုင်ရသူဖြစ်လာခဲ့ပြီးလင်းနုံကိုလည်းကျေးဇူးတင်ကြောင်းဝိုင်းပြောဆိုကြရင်တနေ့ပြီးသွားခဲ့ပါတယ်။နောက်တစ်နေ့ကျမ်းမီသားစုဝင်တွေလင်းနုံစီအလဲရောက်လာကြတဲ့အခါလင်းနုံကအတိပေးခြင်းမရှိဘဲကြိုးထွက်သွားခဲ့ပြီဖြစ်တာကြောင့်ကျန်းရှစ်တယောက်အယံဝန်းနဲ့သွားခဲ့ရပါတော့တယ်။ တဖက်မှာလည်းမွေပါလေးကအဲ့ဒီမိန်ကလေးကိုဒီအတိုင်းချန်ထားခဲ့တော့မှလားဆိုပြီးနောက်ပြောင်လာတဲ့အခါဘိုးဘေးအဆောင်ရှာဖွေဖို့ကသူ့အတွက်ပိုအရေးကြီးတယ်ဆိုပြီးပြန်ဖြေလိုက်တဲ့အချိန်ကျန်းရွှေကသူ့နောက်မြန်လိုက်မိလာခဲ့ပါတယ်။သူမစီမာပြောစရာစကားတွေအများကြီးရှိနေတယ်လို့လင်းတုံကိုဒီနေရာမှာဆွဲထားခြင်းပေမဲ့တဖက်လူစီမာလည်းကိုပိုင်ခံယူချက်တွေနဲ့တောင်းဝတ်တရားတွေရှိနေတာကြောင့်ခီးလန်းမှာဂယူးဆိုင်သွားလာပါဆိုတဲ့စကားတစ်ခွန်းလောက်ကိုပဲထုတ်ပြောပြနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့လင်းတုံထွက်သွားတဲ့အခါကျန်းလိန်တို့ရောက်ရှိလာပြီးလင်းတုံဆိုတဲ့လူငယ်လေးကိုအနာကက်ကြရင်တိုက်ရံတော်ဝင်မင်းဆက်တစ်ခုလုံးတောင်ချုံနှောင်ထားနိုင်မှာမဟုတ်ဘူးဆိုပြီးတမိဖြစ်သူကိုဖြောင်းဖြတ်ပေးလိုက်ရပါတော့တယ်။လင်းတုံကလော်ကျိုးစီကနေတိုးလောင်အိပ်ဖြုတ်ယူလာခဲ့တာကြောင့်အထဲဘက်ကနေနဆိုးမြဝင်အသွင်ပြောင်းခြင်းစဉ်ကိုရှာဖွေတွေ့ရှိလိုက်ကြသလိုဒီလိုနဲ့ခီးထက်ဆက်လာကြရင်တိတ်မကြခင်မှာပဲတိတ်ကနာယာကြီးရဲ့အလဲဘိုးချက်စီတဖြည်းဖြည်းရောက်ရှိလာကြပါတယ်။ လန်ခုလက်တနေရာမှာခရမ်းတိမ်တစ်တီတလုံးကိုဂန်ကောင်းစွာခူးဆွနိုင်လိုက်ပေမဲ့ရှေးဟောင်းတာကိုင်းသားတွေကသူတို့နေရာကိုခွင့်ပြုချက်မရှိကျူးကျော်လာတဲ့အတွက်ပြဿနာလာရှာကြပါပြီ။လင်းနုံကခီးသွားတယောက်ဖြစ်လို့ဖြတ်သွားရုံသာဖြစ်ကြောင်းရှင်းပြလိုက်တဲ့အခါရွှန်စွမ်းအင်စေလုံး9000ကျော်လောက်ဂိတ်ကြီးတောင်းယူကြလို့လင်းနုံလည်းတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဒီအချိန်မှာပဲရှေးဟောင်းနဲ့ဆိုးမြောင်းဝင်ကြီးရဲ့ဟိန်းဟောက်တန်ထွက်ပေါ်လာခဲ့လို့ဒါကိုင်းသားတွေလည်းချက်ချင်းထွက်ပြေးသွားကြရပါတယ်။ တစ်ဖက်မှာလည်းနဆိုးမြဝင်ကြီးကသွေးတည်တည်ဖြစ်လာဖို့တားရဲကောင်တချို့ကိုတွေးကန်ကြည့်တယ်ပြစ်ချနေလျက်ရှိသလိုမွေပါလေးကဒီနဆိုးမြဝင်ကြီးရဲ့သွေးစီနစ်တွေဟာခန္ဓာကိုယ်ကျင့်စဉ်အတွက်အရန်ချိုးရှိတယ်ဆိုပြီးလင်းနှုံကိုအဲ့ဒီဘက်သွားခိုင်းလိုက်ပါတော့တယ်